ားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ခင်တနာ channel youtube page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းကျမစာဖတ်ပြပြပြနေတဲ့အစီအစဉ်တစ်ပတ်ပြန်လည်ရောက်ရှိလို့လာပါပြီဒီတစ်ပတ်တော့ကျမစာဖတ်ပြတဲ့အစီအစဉ်နဲ့ပြောတဲ့အစီအစဉ်လေးတလဲစီလောက်ချင်ပါတယ်အပတ်စဉ်ဆောင်ရနာထောင်ပေးတဲ့ကျမရဲ့အစာနာထောင်တဲ့သူတွေကိုလည်း ဲကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဒီတစ်ပတ်ပြောပြမယ့်ခေါင်းစဉ်ကတော့ကျွန်မပြောပြနေချာခေါင်းစဉ်ကြီးအောက်ကပေါ့နော် Grace Under Pressure ဆိုတဲ့ခေါင်းစဉ်ကြီးအောက်ကနေပြီးတော့အထင်လွဲခြင်းအချင်းချင်းကင်းရှင်းကြပါစေဆိုတဲ့အကြောင်းအရာကိုအရင်ဖတ်ပြချင်ပါတယ်အထင်လွဲခြင်းအချင်းချင်းကင်းရှင်းကြပါစေရုပ်ရှင်ဇာတ်ကားတွေကိုခန်းစားကြည့်တဲ့ဆာအရွယ်တုန်းကကိုယ့်ရဲ့ပါမခံကြည့်မခံတာအာမလို့အာမလဖြစ်ရတဲ့အချက်တစ်ချက်ရှိတယ်ဇက်ကောင်တွေအချင်းချင်းအထင်လွဲကြခြင်းကိစ္စပဲ အထင်လွဲမိကြတဲ့ကိစ္စကိုအချင်းချင်းမြန်မြန်ဆန်ဆန်ဒဲ့မဖြေရှင်းကြပဲမျိုးသိပ်ထားကြတာများဇကာတရှောင်းလုံးမဲ့မင်းကဘာပြောချင်တာလဲငါသဘောပေါက်တာကဒီလိုမင်းဆိုလိုချင်တာကဒီလိုမင်းထင်နေတာလွဲနေလို့ပါစသည်ဖြင့်ပုံဝင်နေနေမေးလိုက်လို့ရကြပါရဲ့နဲ့ဘာလို့များခံစားမျိုးသိပ်နေကြရတာလဲလို့ကိုနားမလည်ခဲ့ငါသာဆိုဘသူ့အထင်မြင်အလွဲမှမခံဘူးလို့ငါကအထင်လွဲမိတယ်ထင်တယ် ချက်ချင်းမေးပြီးဖြေရှင်းပြလိုက်မှာပဲလို့စိတ်ထဲကြွေးကြော်ထားသေးတာဆရာတို့အရွယ်ကတော့ချစ်သူများရှိလာခဲ့ရင်ဆိုတဲ့အတွေ့ကပိုပါတယ်ရုပ်ရှင်တွေကစက်ဆောင်မင်းသားမင်းသမီးတွေခံစားနေရတာကိုမကြည့်ရလို့လေရုပ်ရှင်ကြည်ပါဝလာတော့မှဒီလိုချက်ချင်းဖြေရှင်းလိုက်ကြရင်ပြေလေသွားပြီးဇလန်းကိုဘလို့ဆက်ရိုက်ကြမလဲလို့သဘောပေါက်လာရတယ်။ဒါဆိုအပြင်လောကမှာရောရုပ်ရှင်ရိုက်နေကြတာမှမဟုတ်တာ။ဘာလို့အထင်လွဲနေကြတာပါလဲ။ မိဘနဲ့သားသမီးချားညီအကိုမောင်နှမချားချစ်သူတွေချားလင်မယားတွေချားမိတ်ဆွေတွေချားအထင်လွဲမှုတွေအမျိုးမျိုးကိုမြင်တွေ့ကြုံကြိုက်လာရတယ်။ကိုယ်တိုင်ငှလဲ့ကြရင်အထင်လွဲမှုတွေမရှိစေရလို့ကြွေးကြော်ခဲ့ဘူးပဲမဲ့လက်တွေမှာတော့ဆက်ဆံရေးအမျိုးမျိုးတွေချားလွဲလိုက်ရတဲ့အထင်အမြင်တွေအကျိန်ပေါင်းမရေမတွက်နိုင်အောင်ပါပဲ။ကိုယ်စမ်းစစ်ကြည့်မိသလောက်တော့ကိုယ့်အတ္တကိုဗဟုပြုလိုက်တဲ့အချိန်မှာ အထင်လွဲမှုဆိုတာစပေါ်ပါလို့ပေါ်ပေါက်လာတတ်ကြတာပါပဲငါကအမှန်နေလို့နေတာသူတို့ဘလို့ထင်ထင်ပေါ့ငါစေတနာငါသိရင်ပြီးတာပဲဘယ်သူမှရှင်းပြနေစရာမလိုငါလှုပ်ဆောင်နေတာတွေကိုအချိန်တန်တော့သိချလိမ့်မပေါ့စသည်ဖြင့်ငါဆိုတာကိုဘဟုပြုတ်တွေးလိုက်တဲ့အခါမှာအထင်လွဲမှုတွေစတော့တာပဲလျှို့ရဲ့အသည့်နဲ့အရာတွေအချိန်တစ်ခုမရောက်သေးခင်မပြောဘဲထားရမယ့်အရာတွေ ချွင်းချက်ရှိနေပြီမဲ့လေအထင်အမြင်လွဲစေနိုင်သည်ထိတော့မထားသင့်ဘူးလို့ထင်တာပဲတစ်ဆင့်တစ်ပြီပြောရရင်အဖွဲ့စည်းတွေအတွင်းအကြီးအကဲနဲ့လက်အောက်ငယ်သားတွေကြားအုတ်ချုပ်သူနဲ့အုတ်ချုပ်ခံလူတန်းစုဇားတွေကြားအစိုးရနဲ့ပြည်သူတွေကြားပေါ့ပွင့်လင်းမြင်သာခြင်းဆိုတဲ့စကားလုံးမှာပွင့်လင်းမှုဆက်ဆံပြောကြားမှုအပြင်တာဝန်ယူမှုပါပါဝင်နေပါတယ်နမူနာပြောရရင် မွေးကင်ဝင်တန်းကဈေးဝယ်သူတွေကိုဒေပစ္စည်းကဘလောက်ကျတယ်ဆိုတာအသေးစိတ်ရှင်းပြတာပြန်အန်းငွေကိုပေးတဲ့အခါစနစ်တကျစစ်ဆေးပြီးယူစေတာမျိုးဒါဝင်လင်းမြင်တာမှုတမျိုးပဲလို့ဆိုရမယ်ကုမ္ပဏီအနေနဲ့ဝန်ထမ်းတွေကိုပေးတဲ့အခါကိုအခြားဝန်ထမ်းတွေအားလုံးသိရအောင်ပြောပြတယ်နှိဝင်မထားဘူးဒါလည်းဝင်လင်းမြင်တာမှုတမျိုးပဲကုမ္ပဏီရဲ့စီမံခန့်ခွဲသူတွေကဆုံးဖြတ်ချက်ချတဲ့အခါမှာဝန်ထမ်းတွေကိုဘာကြောင့်ဒီလိုဆုံးဖြတ်ချက်ချရတယ်ဆိုတာကို ွင့်လင်းစွာဆွေးနွေးတာမျိုးအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေမှာအလူရှင်နဲ့စပွန်ဆာပေးသူတွေနဲ့ရပ်တည်နေရတာဖြစ်လို့ငွေကြေးသုံးစွဲမှုတွေနဲ့ပတ်သက်ပြီးွင့်လင်းမြင်သာမှုရှိဖို့အလွန်အရေးကြီးတယ်လို့အစိုးရကိစ္စတွေမှာလည်းယာရုကြီးများကို တာဝန်ယူထားရတဲ့သူတွေကလည်းကိုလုံနေတဲ့အလုပ်ပေါ်မှာတာဝန်ယူခြင်းခြစားခြင်းမရှိတာကိုလည်းွင့်လင်းမြင်သာမှုပြခြင်းတမျိုးပဲအစိုးရရဲ့အစည်းအဝေးဆုံးဖြတ်ချက်တွေကိုပြည်သူနဲ့သတင်းစာတွေမှာ ွင့်လင်းစွာချပြပြီးပြည်သူတွေကလည်းပြန်လဲသုံးသက်ခွင့်ရစေတာမျိုးတွေပေါ့မြောက်ဥရောပနိုင်ငံတွေမှာတော့အစိုးရနဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းတွေကိုပြည်သူတွေကြည့်ရှုစစ်ဆေးနိုင်ဖို့1986ခုနှစ်ကတည်းကပြဋ္ဌာန်းထားခဲ့တယ်လို့ဆိုပါတယ်ဒီလိုပွင့်လင်းမြင်သာမှုတွေရှိတော့အထင်လွဲမှုတွေရော့ကျနိုင်တာပေါ့အထင်လွဲမှုတွေရော့ကျတော့တိုင်းပြည်အရွေးတွေကောင်းမွန်မြန်ဆန်တာပေါ့ဆရာလှတန်းရဲ့ထိတ်တန့်လျှို့ဝဲကြပြားလေးကိုတတိယသွားမိတယ် ီသတင်းကိုပြည့်ဝတ်ထားဒီသတင်းကိုဘသူမှမသိစေနဲ့ဒီသတင်းကအရင်အရေးကြီးတယ်ဒီသတင်းကိုလုံးဝမပေါက်ကြားစေနဲ့ဒီသတင်းကိုလျှို့ဝှက်ထားဘာသတင်းလဲငါတို့မသိမရှင်းဖြစ်နေတဲ့သတင်းလေးတဲ့ရုပ်ရှင်ဇာတ်ကားတွေမှာဇာလန်းရှည်ကြရအောင်ဆက်ဆောင်မင်းသားနဲ့မင်းသမီးကို အထင်လွှဲမှုတွေများများလုပ်ပေးထားရပါတယ်ကိုတို့ကရုပ်ရှင်ရိုက်နေကြတာမဟုတ်လို့ဇာလန်းရှည်ကြ နေလို့မဖြစ်ဘူးလေဒီတော့အထင်လွဲခြင်းအချင်းချင်းကင်းရှင်းကြပါစေဝင်လင်းမြင်သာဤကဘာထိတ်တန်းလျို့ဝဲကင်းပါစေဟုသာတီတိုးရှည်ရွတ်ဆုတောင်းနေမိပါတော့တယ်ဒါလေးကဒီနေ့ဖပြအဆောင်ပါလေးပါအထင်လွဲခြင်းအချင်းချင်းကင်းရှင်းကြပါစေဆိုတဲ့ခေါင်းစဉ်နဲ့အဲဒါလေးကိုဘာလို့ရေးဖြစ်လဲဆိုတော့ကျမတို့နေ့စဉ်ဖြတ်တန်းနေတဲ့ဒီဆောင်ပါရဲ့မှာဖပြခဲ့သလိုပဲပေါ့နော်ဟို အထင်လွဲတယ်ဆိုတာချက်ချင်းဖြေရှင်းလိုက်ရင်ရသားနဲ့ဘာလို့များမဖြေရှင်းလိုက်ကြတာလဲလို့တွေးခဲ့ဦးတဲ့ကိုတော်မှပဲတခါတရံကြတော့ဖြေရှင်းလို့မရတဲ့အထင်လွဲမှုတွေဆိုတာအများကြီးဖြစ်တယ်အဓိကကတော့ဘာလဲဆိုတော့တရားရတဲ့ယောက်ျားမှာဝင်လင်းမြင်သာမှုရှိဖို့ဖြစ်တယ်လို့ငါဆိုတဲ့အတ္တကိုဘ ਹੁ မပြုတ်လိုက်ဖို့ပဲလို့တယ်ငါဆိုတဲ့အတ္တကိုဘ ਹੁ ပြုတ်တဲ့အခါမှာ ငါလုံနေတာပဲမှန်တယ်ငါတွေးနေတာမှန်တယ်ငါစည်တနာမှန်တယ်ငါလျွက်ကမှန်တယ်ဘယ်သူမှသိစရာမလိုဆိုတဲ့စိတ်ဝင်သွားတာနဲ့အထင်လွဲမှုဆိုတာပေါ်ပေါက်လာတာပဲအဲ့တော့မိသားစုအတွင်းမှာမိဘနဲ့သားသမီးခြားပဲဖြစ်ဖြစ်လင်မယားခြားပဲဖြစ်ဖြစ်အဲ့လိုပဲအဖေနဲ့အမေပေါ့နော်ဒီလိုခြားတွေပဲဖြစ်ဖြစ်အဲ့ဒီအထင်လွဲမှုတေးသေးလေးတွေကမဖြေရှင်းမဲ့ကြာလာတဲ့အခါမှာဆက်ဆံရေးတွေကအေးဆက်လာတယ်အဲ့တော့ကိုယ့်အိမ်တွင်းမှာအထင်လွဲခြင်းတွေကို ဟိုသူတိမာပဲမပြောချင်ပါဘူးထားပါတော့မပေါ်ငါစေတနာထားတာပဲအကိုကြီးပေါ်ငါစေတနာမှန်တာပဲအကိုကြီးကလည်းငါအကိုကြီးရနေတယ်ငါမောင်နေညီမတွေပေါ့စေတနာမှန်တာပဲရှင်းပြနေစရာမလိုဘူးအဲ့လိုမျိုးအိမ်တွင်းရဲ့ဖြည့်ရှင်းမှုတွေအထင်လွဲမှုတွေကိုဖြည့်ရှင်းနဲ့အလေးအကျင့်မရှိတာများလာတဲ့ခါလာကြအခါကြတော့အဲ့အလေးအကျင့်ကအယိုးဆွဲလာပြီးဘာဖြစ်လဲဆိုတော့အဖွဲ့စည်းအစိုးရရုံးတော်၎င်း and you တော်၎င်း ကုမ္ပဏီဝင်တဲ့ဖေးအဖွဲ့အစည်းဖြစ်ဖြစ်ပေါ့နော်အဲ့ဒီအဖွဲ့အစည်းတစ်ခုကိုရောက်တဲ့အခါမှာလည်းအဲ့အကျင့်ဆွဲလာတဲ့အခါကျတော့ငါလုံနေတာပဲငါတာဝန်ငါကြည့်တယ်သူများအထင်လွဲခြင်းကိုရှင်းပြစရာမလုံလို့နေလိုက်တယ်အဲ့လိုကနေတဆင့်ပါဖြစ်သွားလဲဆိုတော့ကုမ္ပဏီဝင်တဲ့နဲ့ကုမ္ပဏီပိုင်ရှင်ချာအဲ့လိုပဲအစိုးရရုံးနေမှာလေအောက်ခြေဝန်ထမ်းနဲ့အထက်အရာရှိချာနောက်တိုင်းပြည်တွင်နဲ့တွေ့မယ်ဆိုရင်တော့အစိုးရတရက်ဆိုတာသူတို့လှုပ်ဆောင်နေတဲ့အရာတွေကိုအကုန်လုံးပြည်သူကိုချပြရမယ်လို့မဆိုလို့ဘူးအဲ အချိန်တိုင်းတာတစ်ခုထိလေဝဲအတဲ့အရာတွေရှိကောင်းရှိမှာပေါ့နော်ဒါပေမဲ့ကိစ္စတစ်ခုကိုဆောင်ရွက်တော့မယ်တိုင်းပြည်တစ်ခုလုံးရဲ့အရေးကိုလုပ်တော့မယ်ဆိုရင်တော့သူတို့အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ထားတဲ့အရာတွေပြီးပြည်သူတွေကိုအထင်လွဲမှုရှိအောင်ကျွန်တော်တို့တော့ငါတို့တော့ဒါတွေလုပ်မယ်ဆိုတာချပြတဲ့အခါမှာပြည်သူတွေအထင်လွဲတဲ့အခါကျတော့အစိုးရရဲ့လှုပ်ဆောင်တဲ့အလုပ်တွေကိုသဘောမတူတာတို့အဖြစ်မှောင်လုပ်တာတို့ နဲသွားနိုင်တယ်ပေါ့နော်အဲ့တော့ဒါဟာအိမ်ထဲကနေရေးကြည့်ပါတယ်တစင်တက်ရတယ်မြို့ရွာတိုင်းပြည်အထိပေါ့နော်အဲ့တော့အထင်လွင်ခြင်းကင်းရှင်းဖို့အတွက်ဆိုရင်နောက်တစ်ချက်ကသိတဲ့ဉာဏ်ချင်းတူရမယ်ပေါ့နော်သိထားတဲ့အကြောင်းအရာချင်းတူရမယ်ပေါ့ဆိုပါစို့အိမ်တိုင်းမှာသိထားတဲ့ တောင်းရတူတယ်ပေါ့နော်အဥမာကျမနဲ့ကျမအမျိုးသားပေါ့နော်အအိမ်အောင်ကြစားချိန်မှာကျောင်းညဟိုကဆရာဥဖိုးကြရဲ့မေတန်ဆိုတဲ့ဝတ္ထုလေးကိုနှစ်အောင်လုံးကကြိုဖတ်ထားမှုတဲ့အတူတူအိမ်အောင်မကြခင်သူကလည်းဒီဝတ္ထုလေးကိုကြိုက်တယ်ကျမလည်းဒီဝတ္ထုလေးကိုကြိုက်တယ်အဲ့တော့အတူတူလေးပြောရရင်ဒီဆရာဥဖိုးကြမေတန်ဆိုတဲ့သူ့တပည့်မလေးပေါ့နော်အဲသူ့တပည့်မလေးရဲ့နေရတဲ့ယောက်ျားဟောပေါ့ သူရောက်တဲ့ခါကျသူတပည့်မာလေးကိုစိုးရဲလို့ထင်တာပေါ့နော်အဲစိုးရဲဆိုတော့ဒီမှာအဲ့လိုလေဟိုကာစီနိုတဲ့အဲအိမ်ဘူးကိစ္စရဲ့နိုင်နေရလာလို့ထင်တဲ့ခါမှာသူဒီမေတ္တရဲ့ယောက်ျားသူမိမဘလို့တော့ကြောင်းကာစီနိုတာမဟုတ်စစ်စစ်တကြစီရင်နေဆရာနဲ့ဘလို့လုံကြောင်းပေါ့နော်အဲဒီလကုံညာစိတ်ကြီးများသွားရင်အဲတုံးတာများသွားရင်စစ်ကြီးစစ်စစ်နဲ့ဘာတွေရှော့မယ်ပေါ့အဓိကတော့အိမ်သုံးစိတ်တွေကိုစနစ်တကြလုံတတ်တယ်မေတ္တလေးပေါ့နော်သူမိမဆရာဖို့ကြောင်း ချီကျူးကြောက်ဖို့ကြရှိမှာချီကျူးတာပေါ့အဲ့တော့ဒါလေးကိုဖတ်ထားပြီးလို့ကျမတို့အင်တာဟူအစားမှာနှစ်ယောက်လုံးကပေါ့နော်စာအုပ်ဝယ်တာလဲနှစ်ယောက်လုံးကစာအုပ်ဝယ်တဲ့လောဘလည်းရှိကြတော့သူကလည်းဝယ်လာတစ်ခါတလေကျမကလည်းဝယ်လာနှစ်ယောက်သူစာအုပ်ဝယ်မှန်းနဲ့ကျမစာအုပ်ဝယ်မှန်းနဲ့မပြောမီရင်တစ်ခါတလေအမျိုးသားတူတဲ့စာအုပ်လေးဥပမာဆရာတော်ဦးစောတိကလို့စာအုပ်မျိုးဆိုရင်အစ်စ်ထွက်တာနဲ့သူကလည်းသူ့လူကပြန်လာဝယ်လာကျမကလည်းကျမကကျမရုံးကပြန်ဝယ်မိဆိုတော့တစ်ခါလေ တလာထဲမှာနှုတ်တာဝင်မိတာမျိုးရှိတယ်။အဲ့အချိန်မှာမြန်အောင်ကလည်းအစိုးရဝန်ထမ်းတွေဖြစ်တာဖြစ်တဲ့အတွက်ငွေကြေးတအားအကုန်မခံနိုင်သေးတဲ့အချိန်အဲ့လိုသုံးချိန်လေးများသွားပြီဆိုရင်နှစ်အောင်ကျွန်တော်တို့ dress ကဟေးဒီလာတော့တို့မဲတန့်ပြန်လုံးမှဖြစ်တော့မယ်နော်လို့ပြောလိုက်တာ ਨੇ ကျန်တဲ့ဒီအပြည့်ပြောစရာအကြောင်းရှိတော့ထင်လွဲစရာအကြောင်းရှိမဲတန့်ဆိုတာသုံးတာလေးများသွားလို့ဗာလေးကိုစစ်စစ်ပြီးတော့ short ကြမယ်ဆိုတဲ့အကြောင်းအားနဲ့အဲ့တော့သိထားတဲ့အကြောင်းအရာတူတဲ့အခါမှာငါသုံးလို့သူပို့ပြောတာအားသူပုံးလို့သူ ငါ့ကိုဒါဒီလိုမျိုးပတ်စံအုံချက်နဲ့ပြောတာလားဆိုတဲ့အကြောင်းအရာတွေမရှိတော့ဘူးဒါကျမတိတိလေးပြောတာပေါ့အဲ့တော့သိထားတဲ့အကြောင်းအရာတွေတူရင်မိသားစုတွင်မှာ shortcut လို့ခေါ်တဲ့စကားပြောတာကို shortcut ပေါ့နော်အတူနီးနဲ့ပြောလို့ရတယ်အကြောင်းအရာတစ်ခုပြောလိုက်ရင်ဟိုຢາကြတမျိုးပြောမိမအထင်လွဲပါသမီးကဒီလိုပြောမိဘအထင်လွဲမဖြစ်တော့ဘဲနဲ့သိထားတဲ့အကြောင်းအရာတွေတူရင်လေ shortcut မျိုးတုံးပြီးပြောလို့ရတာဖြစ်တဲ့အတွက်အထင်လွဲမှုတွေကျော့စေနိုင်တယ်အဲ့တော့တကယ်တရားအထင်မြင်လွဲခြင်းအထင်လွဲမှုတွေဟာ ဘာလို့ရေးကြည့်လဲဆိုတော့အဲ့လိုမိသားစုတိုင်းပြည်အဲ့ဒီနိုင်ငံချင်းချင်းနိုင်ငံချင်းချင်းတန်ကင်းတမန်ကင်းဆက်ဆံတဲ့အခါပရိုတိုကောတွေပြောတဲ့အခါဘာသာစကား language တွေမတူတဲ့အခါမှာလေအဲ့ဒီအထင်လွဲခြင်းအထင်အမြင်မှားခြင်းတည်တည်လေးရနေပြီးတော့စစ်မဲ့ဖြစ်ပွားသည့်အထိအညိုတေးဖြစ်သည့်အထိဖြစ်ကြတာဟာခုနပြောရရင်အထင်အမြင်လွဲမဲ့အကြောင်းအရာဖြစ်စေမဲ့အကြောင်းအရာတွေကိုပွင့်လင်းမြင်သာ ချက်ချင်းမဖြစ်ရှင်းရဒါကနေစတယ်လို့အဲ့တွေးမိတဲ့အကြောင်းအလေးကြောင့်ကျွန်မဒီဆောင်မလေးကိုရေးပြတာပါအဲ့တော့ဒီတစ်ပတ်တော့ဒီလောက်ပါပဲဆောင်မျောကြည့်ရှုနားထောင်ပေးနေတဲ့သူတွေကျေးဇူးတင်ပါတယ်ကျွန်မရဲ့ YouTube channel လေးကို like and share and subscribe လုပ်ခြင်းဖြစ်လဲအပိတ်ချပါအောင်လို့တောင်းဆိုချင်ပါတယ်နောက်တစ်ပတ်ဒီမှာလည်းဘာကြောင်းရာလေးပြပြမယ်ဆိုတာကိုဆောင်မျောရင်းနဲ့ဒီတစ်ပတ်တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်